ချစ်တော်သူများအားလုံးပဲမင်္ဂလာပါရှင်။စနေနေ့ကနေပြီးတော့16ရက်နေ့ထိအတွင်းမှာเนาะကျမတို့စိုးမိုးတဲ့ကဏ္ဍတွေထိကိုးကျင်တဲ့လူတွေရှိတယ်လေဟုတ်တယ်မလားစိုးမိုးတဲ့ကဏ္ဍတွေကိုကျမပြောပါမယ်เนาะနိုဝင်ဘာလ17ရက်နေ့ကနေဆိုတော့ဒီထားပါတော့23ရက် ကနေပြီးတော့16ရက်နေအတွင်းမှာစူးမိုးတဲ့ကဏန်းတွေက6ကဏန်းရယ်4ကဏန်းရယ်2ကဏန်းရယ်စူးမိုးပါတယ်။နော်နိုဝင်ဘာလ17ရက်နေ့ကနေပြီးတော့နိုဝင်ဘာလ19ရက်နေ့အတွင်းစူးမိုးတဲ့ကဏန်းတွေက6ကဏန်းရယ်4ကဏန်းရယ်2ကဏန်းရယ်စူးမိုးပါတယ်။နိုဝင်ဘာလ17ရက်နေ့ကနေ19ရက်နေ့အတွင်းစူးမိုးတဲ့ကဏန်းတွေကတော့6ကဏန်းရယ်4ကဏန်းရယ်2ကဏန်းရယ်စူးမိုးပါတယ်။အဲ့တော့ နိုဝင်ဘာလထီထိုးလို့ကောင်းတဲ့ရက်တရားလေးဒီကာလမှာသိမရှိဘူးသီလားเนาะဒါပေမဲ့နိုဝင်ဘာလ14ရက်နေ့ကထီထိုးလို့ကောင်းတယ်နိုဝင်ဘာလ19ရက်နေ့ကထီထိုးလို့ကောင်းတယ်ပေါ့เนาะအဲ့တော့တကယ်တော့ထိုင်းထီထိုးမယ်ဆိုရင်နိုဝင်ဘာလ14ရက်နေ့ကထီထိုးလို့ကောင်းတဲ့နေ့ဖြစ်တယ်ပေါ့เนาะဒါလေးကိုလည်းเนาะဒါထီထိုးခြင်းတဲ့လူတွေเนาะထီပေါက်ကန်ရှိကြပါတယ်တော်တော်များများမှာအခုလိုကြာသတိအပြောင်းလဲဖြစ်နေတဲ့ကာလမှာဆိုလို့ရှိရင်တော့ထီပေါက်ကန်ကပို့ပြီးတော့လीအ ဟိုတချို့လူတွေအတွက်เนาะထီတန်ပိုကောင်းနိုင်เนาะအဲ့တော့ထီထိုးခြင်းနဲ့ဆိုရင်အဲ့ဒီနံပါတ်လေးတွေကိုထိုးကြည့်ပါပေါ့เนาะအကောင်းဆုံးကတော့လीထီပေါဖို့အတွက်အကောင်းဆုံးကတော့ကိုယ့်ရဲ့နံပါတ်မွေးနံပါတ်ကအကောင်းဆုံးပဲเนาะဥမာ15ရက်နေ့မှာမွေးရဲ့ဆိုရင်6ကနန်းသမားပေါ့เนาะအဲဒါကကိုယ့်ရဲ့ lucky နံပါတ်လို့လည်းခေါ်တယ်เนาะတသက်တာအတွက်နံပါတ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့မွေးနေ့ရဲ့မွေးလာရဲ့မွေးတဲ့ခုနှစ်ရဲ့အားလုံးပေါင်းလိုက်ပေါင်းလိုက်ပြီးတော့တစ်လုံးကနန်းတစ်လုံးနဲ့ရအောင်ပေါ့အဲ့ဒီကနန်းဟာကိုယ့်အတွက်တသက်တာအကျိုးပေးမယ့်ကနန်းပေါ့เนาะ အခုနော်ဒီနိုဝင်ဘာလ12ရက်နေ့နေပြီးတော့နိုဝင်ဘာလ18ရက်နေ့အတွင်းမှာနော်နေ့လိုက်ဆောင်းရဆောင်းရနေကိုကျွန်မပြောပြပြသွားပါမယ်နော်နိုဝင်ဘာလ12ရက်နေ့ပေါ့နော်နိုဝင်ဘာလ12ရက်နေ့ဟာဘာနေ့ကြာတယ်လဲဆိုတော့ဗုဒ္ဓဘုရားနေ့ကြာတယ်ပေါ့နော်ဗုဒ္ဓဘုရားနေ့ဟာနော် အဲဆွေမျိုးတွေတိုးပွားစေတဲ့မာတင်ကယုံနဲ့เนาะစင်းရဲပင်ပန်းခြင်းကိုဖြစ်စေတဲ့ရက်ခါတယုတ်ရတဲ့နေ့ဖြစ်တယ်ပြောမယ်ဆိုလို့ရှင်တော့နေ့သိမ့်မကောင်းပါဘူးเนาะမနက်တနာရီနဲ့58မိနစ်ကနေပြီးတော့ည12နာရီအတွင်းဟာအမှန်ကာလဖြစ်တယ်ပေါ့เนาะအဲ့တော့အချိန်ခါမကောင်းပါဘူးဟုတ်တခုနေ့စနေရက်နေ့ဟာအချိန်ခါသိမ့်မကောင်းဘူးအဲ့တော့ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှင်ရင်တော့เนาะဘုတ်တခုနေ့ဟာသိမ့်ပြီးတော့အချိန်ခါမကောင်းတဲ့အတွက်ဂယုစိုက်ပါလို့ကျွန်မပြောချင်တယ်เนาะအဲ့ဘုတ်တခုနေ့ ှမလုတ်ဖဲနဲ့နောက်နေကောင်းတဲ့နေ့မှလုတ်ပါလို့လေကျမကတိုက်တွန်းချင်တယ်တကယ်လို့အခုအင်္ဂါနေ့ပေါ့နော်အင်္ဂါနေ့ဆိုလို့ရှိရင်တော့ဒီမှာကျမတို့ရှိမှာတော့ဒီအာ7ရက်နေ့ကျမတို့ရှိမှာတော့ဒါအင်္ဂါနေ့ညဖြစ်ပြီနော်ဒီမှာဆိုလို့ရှိရင်တော့7ရက်နေ့ဖြစ်ပြီနော်အဲ့တော့ထားပါတော့7ရက်နေ့မှာလက်ပွင့်ကံပွင့်စီတွေအယောင်ကတော့အဖြူယောင်ဖြစ်ပါတယ်အရက်မျက်နှာနေနဲ့ဆိုရင်တော့အရှိမြောက်အရက်ဖြစ်ပါတယ်နော်ရွတ်ပွားပူဇော်ရမယ့်ခါတာကတော့တန်ဖို့တီခါတာပဲဖြစ်ပါတယ် လှူဒန်းမယ်ဆိုရင်တော့နဝင်းစွန်းလှူဒန်းနိုင်ပါတယ်ဒါပေမဲ့အချိန်ကနှဲသွားပြီเนาะအဲ့ဒါကြောင့်အဲဒီနေ့မှဆိုလို့ရှိရင်တော့เนาะအဲ50ခုနှစ်ရဲ့အဋိဌာန်လုပ်နေတဲ့လူတွေကတော့58ရဲ့အဋိဌာန်ကိုဆက်ပြီးတော့လုပ်ပါเนาะဒီနေ့မှစပြီးတော့ကံညက်နေတယ်ထင်လို့เนาะရေဒီယာချိန်မယ်ဆိုရင်တော့မနေ့ဖြန်စပြီးတော့เนาะကျွန်မပြောတဲ့ရေဒီယာလေးကိုစောင့်ရင်းကြည့်ပါလို့ကျွန်မတိုက်တွန်းပါတယ်เนาะနိုဝင်ဘာလ23ရက်နေ့ကတော့ချင်းမြောက်စားခြင်းခံရတတ်တဲ့အမတယုံနဲ့ ဥစ္စာပစ္စည်းတွေကိုဆုံးရှုံးစေတဲ့တမူတလာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက် တနာရီ38မိနစ်ကနေပြီးတော့မနက်2နာရီနဲ့25မိနစ်အတွင်းအမောင်ကာလဖြစ်တယ်လို့နေ့တနာရီ30ရနေပြီးတော့ညနေ3နာရီအတွင်းကလည်းအမောင်ကာလဖြစ်တဲ့အတွက်အချိန်ခါမကောင်းပါဘူးနော်။အချိန်ခါမကောင်းတဲ့အတွက်အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့23ရက်နေ့ကိုရှောင်းပါလို့ကျွန်မကမြစ်တာနဲ့တိုက်တွန်းပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ ော့အညိုရောင်ဖြစ်ပါတယ်เนาะအရက်နဲ့နာနေနေဆိုရင်တော့အရှိရက်ဖြစ်ပါတယ်ရုပ်ပွားပူဇော်ရမယ်ခါတာကတော့ဂုံတော်ကွန်ချာဖြစ်ပါတယ်ဂုံတော်ကွန်ချာနဲ့ဓာရဏပရိကိုပူဇော်ပါလို့ကျွန်မကမြစ်တာနဲ့တိုက်တွန်းပါတယ်လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းစွန်းကိုလှူဒန်းပါဒီလိုကြာတလေးသားသမီးတွေအနေနဲ့ဆိုရင်တော့မနေ့ဖြန်မှာဒီကျွန်မပြောရဲเนาะကိုကကိုကန်ညက်နေတယ်လို့ယူဆရင်ကန်ညက်နဲ့ကန်ပွင့်ရရာကိုခြေလို့ရပါတယ်เนาะ နိုဝင်ဘာလ14ရက်နေ့ကတော့နော်မနေ့ပိုင်းမှာတော့ကာနယုတ်ရတယ်ကာနယုတ်ဆိုတာကသူကဆင်းရဲခြင်းကိုဖြစ်စေတဲ့ကာနယုတ်ပေါ့နော်ဒါပေမဲ့မနေ့2နာရီနဲ့နော်2မိနစ်အလွန်မှာတော့တိတ်တိယုတ်ရတယ်နော်အဲ့တော့ကျွန်မကခုနပြောတယ်လေနော်ထီကန်ဆန်းမယ်ဆိုရင်နိုဝင်ဘာလ14ရက်နေ့ကတိတ်တိယုတ်ရထားတဲ့အတွက်ထီကန်ဆန်းလို့ကောင်းနေနေဖြစ်တယ်လို့နော်ကိုယ့်ရဲ့ငွေကြေးဆိုင်ရာအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်လေ နော်တိတ်တိယုတ်ရထားတဲ့အတွက်နိုဝင်ဘာလ14ရက်နေ့ကလှုပ်ဆောင်တဲ့နေ့ဖြစ်တယ်ပေါ့နော်အဲရှောင်းရံအမောင်ကာလကိုတော့ကျွန်မကဂယုစိုက်ဖေးကျွန်မတွေရှောင်းရံအမောင်ကာလကတော့မနက်3ည3ည9နာရီကနေမနက်2နာရီနဲ့2မိနစ်အတွင်းကရှောင်းရံအမောင်ကာလဖြစ်ပါတယ်ဒါအပြင်မနက်10နာရီနဲ့30မိနစ်ကနေနေ့12နာရီအတွင်းကအမောင်ကာလဖြစ်ပါတယ်နော်အဲ့တော့နေ့12နာရီနောက်ပိုင်းမနက်နော်10နာရီနဲ့30မတိုင်ခင်ဒါတွေကလှုပ်ဆောင်လို့ရတယ်ပေါ့နော်ကျွန်မက တော့နော်ဒါတိတ်တိယုတ်ရထားတဲ့အတွက်ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့နိုဝင်ဘာလ14ရက်နေ့မှာလှုပ်ဆောင်တဲ့နေ့လို့ကျွန်မအနေနဲ့အကြံပြုပါတယ် ကံပွင့်လက်ပွင့်စေတဲ့အယောင်ကတော့အနီရောင်ပဲဖြစ်ပါတယ်နော်အဲအနီရောင်နဲ့အဖြူရောင်ဖြစ်ပါတယ်အယောင်နှစ်ယောင်ရှိပါတယ်ကျမကတော့အဲဒီလိုကာလမှာနော်ဟိုအယောင်ကိုကျမကတော့အဖြူပဲဝစ်စေချင်တာပေါ့နော်ဒါကျမဟိုဝစ်စေချင်တဲ့အယောင်ပေါ့နော်အဲ့တော့ဟိုအဖြူတချို့ကလည်းအဖြူမကြိုက်တဲ့လူတွေရှိတယ်လीနော်အဖြူမကြိုက်ဘူးဆိုရင်တော့အနီရောင်ဝစ်လို့ရပါတယ်အရင်နှစ်နာနေနဲ့ဆိုရင်တော့အမြောက်ရက်ဖြစ်ပါတယ်နော် ရုပ်ပွားပူဇော်ရမယ့်ခါတာကတော့တန်ဘုဒ္ဓေခါတာနဲ့ဂုံတော်ကွန်ချပဲဖြစ်ပါတယ်လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းစွန်းကိုလှူဒန်းနိုင်ပါတယ်နိုဝင်ဘာလ15ရက်နေ့ပေါ့နော်နိုဝင်ဘာလ15ရက်နေ့ကတော့ပစ္စည်းဥစ္စာတွေကိုကုန်ဆုံးစေတတ်တဲ့လုံမကရုပ်နဲ့နော် နေ့နက်နက်2နာရီ31မိနစ်အလွန်မှာတော့တေဆုံးစင်းခြင်းကိုဖြစ်စေတတ်တဲ့ဥပါဒရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့တနေ့လာလုံးအချိန်ခါမကောင်းပါဘူးဒါကြောင့်အရေးကြီးတဲ့ကိစ္စတွေလှုပ်ဆောင်မယ်ဆိုရင်တော့မလှုပ်သင့်ဘူးလို့ကျွန်မအနေနဲ့အလိုပဲအကြံပြုလိုပါတယ်နော်ဒါကြောင့်လေတနေ့လာလုံးအချိန်ခါမကောင်းတဲ့အတွက်ဖြစ်ပါတယ်နော်စနေနေ့ဖြစ်တဲ့အပြင်တနေ့လာလုံးအချိန်ခါမကောင်းတဲ့အတွက်အရေးကြီးတဲ့အလုပ်တွေကိုမလုပ်ဖို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်တံပွင့်လက်ပွင့်စေတဲ့အရာကတော့မိခိုးရောင်အပြာရောင်အဖြူရောင် ဖြစ်ပါတယ်။အယတ်နနာအနေနဲ့ဆိုလို့ရှင်တော့အနောင်မြောက်ရက်ဖြစ်ပါတယ်။ရွပွားမှုဆိုရမယ့်ခါတာကတော့ဓမ္မစက်ကြာနဲ့ဓာရဏပရိဂုံတော်ကွန်ချာတို့ပဲဖြစ်ပါတယ်။လူတန်းမယ်ဆိုလို့ရှင်တော့နဝင်းစွန်းကိုလူတန်းနိုင်ပါတယ်။နဝင်ဘာလ16ရက်နေ့ကတော့တနင်္ဂနွေနေ့ဖြစ်ပါတယ်။တိုးတက်ကြီးပွားခြင်းကိုဖြစ်စေတတ်တဲ့မိတာယုံနဲ့ဖုံးကန်ကြီးမားခြင်းကိုဖြစ်စေတတ်တဲ့မာနာတယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။နေ့ကောင်းတစ်နေ့ဖြစ်ပါတယ်။ရှောင်းရဲ့အမှောင်ကာလကတော့ညနေ 6နာရီ30မိနစ်ကနေပြီးတော့ညနေ6နာရီအတွင်းအချိန်အခါမကောင်းပါဘူး။ဒီကလာကိုတော့ရှောင်စီချင်ပါတယ်။တံပွက်လက်ပွင့်စီရဲ့အယောင်ကတော့အဖြူရောင်နဲ့ရောဆက်ထားတဲ့အယောင်လေးဖြစ်ပါတယ်။အရက်ညနာနေနဲ့ဆိုရင်တော့အရှိမြောက်ရက်ဖြစ်ပါတယ်။လူဒန်းပူဇော်မယ်ဆိုရင်တော့နဝင်းစွန်းကိုလူဒန်းပူဇော်ပေးပါ။ရွတ်ပွားမယ်ဆိုလို့ရှိရင်တော့ပရိတ်ကြီးဆက်သတုတ်ကိုတနေ့လာလို့ပရိတ်ကြီးဆက်သတုတ်ကိုပူဇော်ပေးပါတယ်။နိုဝင်ဘာလ18ရက်နေ့တနင်္လာနေ့ကတော့ ပျက်စီးဆုံးရှုံးခြင်းတွေကိုဖြစ်စေတဲ့ဝစီယာရုပ်နဲ့မနက်9နာရီနဲ့34မိနစ်အလွန်မှာတော့အရိုက်ပုတ်ခံရတဲ့မူကရရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်။ပြောမယ်ဆိုလို့ရှင်တော့နေ့သိမ့်မကောင်းပါဘူး။မနက်3:00 3:00နာရီကနေမနက်2နာရီအတွင်းမနက်9နာရီနဲ့34မိနစ်ကနေပြီးတော့မနက်9နာရီအတွင်းအချိန်အခါမကောင်းပါဘူး။အဲ့တော့အချိန်အခါမကောင်းတဲ့အချိန်ကိုရှောင်ပြီးတော့เนาะကိုယ့်ရဲ့လှုပ်ဆောင်ရာရှိတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်လေ ဂယုဒီဇိုင်းတွေလှုပ်ဆောင်တင်ပါတယ်တကယ်လို့အရေးကြီးတဲ့ကိစ္စတွေဆိုလို့ရှိရင်တော့နော်နိုဝင်ဘာလ18ရက်နေ့ဟာမလုပ်ပါနဲ့လို့ကျွန်မအနေနဲ့အကြံပြုချင်ပါတယ်ကံပွင့်လက်ပွင့်စီတဲ့အရာကတော့အဖြူရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုရင်တော့အရှိရံပဲဖြစ်ပါတယ်ရွပွားပူဇော်ရမယ့်ခါရာကတော့မေတ္တာသုံးနဲ့ဂုဏ်တော်ကွန်ချာပဲဖြစ်ပါတယ်ကတ်လူပူဇော်မယ်ဆိုလို့ရှိရင်တော့နဝင်းစုံကိုကတ်လူပူဇော်ပေးပါ အဲ့တော့နိုဝင်ဘာလ16ရက်နေ့ထိကျွန်မဟောသွားလိုက်မယ်နော်နိုဝင်ဘာလ16ရက်နေ့ကလည်းပစ္စည်းဥစ္စာတွေကိုကုန်ဆုံးစေတတ်တဲ့ဓွာချရုပ်နဲ့ဖုံးခံကြီးမားစေတတ်တဲ့ကေတုရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်အကောင်းအဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ် ရှောင်းရင်အမောင်ကာလကတော့မနက်3:00နာရီကနေမနက်2:00နာရီအတွင်းနဲ့ညနေ3:00နာရီကနေညနေ4:00နာရီနဲ့30မိနစ်အတွင်းကတော့အချိန်ခါမကောင်းပါဘူးရှင်။အဲ့ဒီအချိန်ကာလကိုရှောင်းပြီးတော့ကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုရင်တော့မနက်9:00နာရီ33မိနစ်အလွန်မှာကီတုရုပ်ရထားတဲ့အတွက်ကီတုရုပ်အချိန်မှာတော့လှုပ်ဆောင်လို့ရပါတယ်။လှုပ်ဆောင်မယ်ဆိုရင်မနက်9:00နာရီ33မိနစ်ကနေပြီးတော့ညနေ3:00နာရီမထိုးခင်အချိန်တွင်းမှာဒါ ာဟာကေတုရုပ်ရထားတဲ့အတွက်လှုပ်ဆောင်လို့ရပါတယ်။နှံပွင့်လက်ပွင့်စေတဲ့အရောင်ကတော့အဖြူရောင်ပဲဖြစ်ပါတယ်။အရက်ညနာနေနဲ့ဆိုလို့ရှိရင်တော့အနောက်မြောက်ရက်ဖြစ်ပါတယ်။ရွတ်ပွားပူဇော်ရမယ့်ခါတာကတော့ဂုံတော်ကွန်ချာနဲ့သီရသိမ့်မီနော်သီရသိမ့်မီဂုံကိုလုံခါရလို့လည်းခေါ်ပါတယ်เนาะတိရသိမ့်မေဂုံတော်ကွန်ချာနဲ့เนาะကျမတို့ဒါဒနာပရိတ်ကိုပူဇော်ပါလို့ကျမမေတ္တာနဲ့တိုက်တွန်းပါတယ်